MSP ကြည်ရဝဲငါမျိုးသားငါစိတ်ချရပဲငါလွတ်ထွားလိုက်မယ်ဆိုတော့ဒီခေတ်ဒီမှာလုံးလုံးမြောက်လဲညီမတို့ထင်ပါရဲ့ရိုးသားတဲ့သူပြောင်းတော့မရိုးသားလူပြောင်းရန်တိတာစီပါတယ်အဲ့ဒါအမျိုးသမီးရတော်တော်များတိတ်မယ်လို့ညီမထင်တယ်ကို့မျိုးသားပြင်ထွက်သွားတယ်မြုံနေရတဲ့ဘဝကြီးဒီလိုမျိုးဒုက္ခတွေအမျိုးသမီးတိုင်းကြုံတွေ့ရမယ်ငါမိမအရန်ချောလာတော့တခါကျန်သူ့နှုတ်ကတော့ထုတ်ပြောတယ်အမိမအသားလေးချစ်လာတယ်အသူအရင်တော့ဗောနော်သူနဲ့စပြီးကြိုက်တော့လာလို့အသူစပြီးကို့ပိုးတော့လာလို့အဲ့လိုပုံလေးဖြစ်လာတယ်အဲ့လိုမျိုးသူ့နှုတ်ကပြောလာတယ် SP ဒါတိတိုက်ပွဲဝင်ရလဲဆိုတော့ယောက်ျားဘူးမမဆောင်ဖြစ်နေတော့တော့သူကအဲပြိုင်ဥစားအပေးရလားဆိုတော့လည်းအမပေးဘူးအမပေးဘူးလားဆိုတော့လည်းအပေးတယ်အဲ့လိုမျိုးပဲအဲ့လိုကြားထဲမှာတော့ရှိတယ်ဟိုအရင်တော့ပါတော့မလုပ်ပါနဲ့ပါတော့မရှိဘူးဒါပေမဲ့ဟိုဘယ်လိုပြပြဟောတော့အရင်တော့အမပေးဘူးပေါ့နော်အဲ့လိုမျိုးအချိန်ကြီးတခုမှတော့ကိုဘက်ကလည်းသူအပေးချင်တာအားကြီးပဲပေါ့နော်အဲ့ခါကျတော့ဘာလောက်ကလဲဆိုအရင်တော့က အာဒီအလုပ်ကိုအိမ်လုပ်ပေါ့နော်အိမ်လုပ်ဆိုလို့ရှိရင်ဟာငါအိမ်လုပ်ဒီလုပ်တော့မလုပ်သေးတော့ဘူးပေါ့နောက်မှပဲထားလုပ်လိုက်တော့မှာပေါ့အဲ့ချိန်ကျတော့ကိုကကိုဖြစ်ချင်တာတွေဘာမှမလုပ်ထားဆိုကိုရတယ်ဒါမှအခုအနေထားကြတော့ဒီအလုပ်ကငါမလုပ်လို့မရဘူးငါလုပ်လိုက်ရောဖြစ်မယ်ဒါမှအဲဒါဆိုဒီလုပ်ပြီးသွားပြီပေါ့နော် ဘာလို့ဆိုစီးပွားရေးကြတော့လေအမျိုးသားနဲ့တူတူပဲလုပ်တာဆိုတော့လေအဲ့လိုမျိုးကြတော့လေတစ်ဖက်ကနေပြန်ကြည့်လို့ရှိရင်လည်းအတူကွာပြောလို့ရှိရင်အလုပ်ဘက်မှာလည်းကိုယ့်ဘက်ကတာဝန်ကြီးအောင်လုပ်ပေးရကိုဖြစ်ချင်နေတဲ့ကိုယ့်ရဲ့အိမ်မက်ကိုလည်းကိုတစ်ဖက်ကနေအတက်နိုင်ဆုံးအဆင်ပြေအောင်လို့လုပ်နေရပေါ့နော်အဲ့ဒါလေးကိုသူမြင်အောင်တော့ကိုကလည်းစူးစမ်းပြီးတော့လုပ်ပြရတယ်ပေါ့နော်ဟောဟိုနိုင်ငံသားတွေသွားရမှာဆိုတော့နည်းနည်းသူစိတ်ထဲမှာစိတ်ပူနေရလေးတော့ဥပ္ပယောရှိတာပေါ့နော်အဲ့ဒါကိုလည်းနားလည်ပါလေသူစိတ်ကစိတ်ပူပေးနေတာပေါ့အဲ့အိမ်အောင်တွေတော်တော်များများပေါ့နော်ညီမပြောချင်တာတစ်ခုကကြတော့အိမ်အောင်ကြောက်သွားပြီဆိုလို့ရှိရင် အရင်တော့အခေအချိန်နေနဲ့ဆိုရင်၄၅နှစ်လောက်တည်းရအခေါ်ဝေါ်လေးရစပေါ့နော်အဲကိုလို့ခေါ်ရလူရှိရမောင်လို့လို့ခေါ်လို့ရှိရဒါပေမဲ့တနည်းကြောင့်နည်းနည်းလောက်ကြလို့ခေါ်သေးရလေအခုခေနောက်ပိုင်းကြတော့ညီမတို့လို့ခေနောက်ပိုင်းကြတော့ဟိုပေါ့နော်ဆက်စားကြီးချစ်တဲ့ချိန်တော့ကိုရီသေးရီအဲ့လိုခေါ်ကြတော့ဒါပေမဲ့တနည်းလောက်ပြည့်သွားလို့ရှိရင်အဲ့လိုမခေါ်ကြတော့လေအခေါ်ဝေါ်လေးကနည်းနည်းဘယ်လိုပြောမလဲဆိုတော့အေးဆက်လာတယ်ပေါ့ညီမအမြင်ပေါ့နော်အိမ်အောင်ကြီးလေးကအေးဆက်လာတဲ့အဲ့လိုမျိုးအချိန်ဒီကောညီမဆိုလို့ရှိရင်ဒါအိမ်အောင်သက်က15နှစ်ကျော်သားကြီးဆိုတော့ နှစ်ယောက်သားစီမှာပေါ့နော်ဘယ်လိုမျိုးနည်းနဲ့သွားလဲဆိုနားလည်မှုနဲ့သွားကြတာတယောက်နဲ့တယောက်နဲ့မေတ္တာရင်းလို့ပေါ့နော်ချက်ချင်းမေတ္တာဆိုတော့မေတ္တာရင်းနဲ့အတူကိုနားလည်ပေးရတယ်ကိုယ့်ကိုကနားလည်ပေးရဒီလိုမျိုးလေးနဲ့သွားတဲ့အချိန်မှာညီမဆိုလို့ရှိရင်ဒီပြာမွေးကပြိုင်နေတဲ့အချိန်မှာညီမတခုပါတိလာတယ်ဆိုတော့သူညီမကိုကြည့်ရကြည့်တယ်နည်းနည်းပြောင်းလဲလာတယ်ပေါ့နော်ပြောင်းလဲလာဆိုတော့ညီမကစ조사တယ်အဲ့လိုလေးချိန်ခန်းနေလောက်တယ်ညီမဆိုလို့ဂျင်တို့ယောဂါတို့ပေါ့နော်ဘောင်စင်တို့ဆိုတော့ညီမဘဝမှာဒီ15နှစ်လုံးမှာညီမတခါမှဒါကြီးမလုပ်ခဲ့ဘူး။ညီမလုံးမယ်လို့ပဲငါသွားမယ်ငါဂျင်းသွားမယ် ။ဟာငါဝိတ်တွေတက်လာပြီ။ဒီလိုမျိုးပဲကွာလောက်ခဲ့တာ။ဒါပေမဲ့အခုကျတော့ညီမပြိုင်ပွဲအတွက်ညီမဒီဝိတ်ချရမယ်။လုံးဝဝိတ်ချအောင်ချရမယ်။ဒီတော့ကျညီမဒါရီကလောက်ကိုလောက်ကောင်။မဖြစ်မနေလောရမယ့်အချိန်ကျတော့ညီမစ조사ပြီးလောက်ကောင်။လုံးဝတဲ့အချိန်မှာညီမဘာရက်လက်ကောင်းလာလဲဆိုတော့ညီမဒီအခဏာကိုလေးပေါ့အခုဆိုလို့ရှိရင်ပေါ့နော်ညီမနဲ့တွေ့တယ်မားတို့ဆိုရင်ဟာညီမလေးရဲ့အရန်ပြောင်းလဲသွားတာပေါ့။အဲ့လိုပဲ။ ညီမကိုညီမမျိုးသားလည်းမြင်ပါပဲလေသူကိုယ်တိုင်မြင်ပါအဲ့ခါကျတော့သူဘာဖြစ်လာလဲဆိုတော့ညီမကိုကြည့်ရကြည့်ရအဲ့လိုအစောနာပြီးပြောင်းလဲလာတယ်ငါမိမအရန်ချောလာတော့တခါကျန်သူနှုတ်ကတော့ထုတ်ပြောတယ်အမိမအသားလေးကြစ်လာတယ်အသူအရင်တော့ဗောနော်သူနဲ့စပြီးကြိုက်တော့လူအသူစပြီးကိုပိုးတော့လာအဲ့လိုပုံလေးဖြစ်လာတယ်အဲ့လိုမျိုးသူနှုတ်ကပြောလာတယ်အဲ့လိုလေးဒါရံပြောင်းလဲလာတယ်။အဲ့တော့ကျတော့ဘလိုပဲဖြစ်ကွာပီတိဖြစ်ရပါတော့ကွာကိုယောက်ျားကိုအဲ့လိုမျိုးလေးဒါသူပြောင်းလဲလာတယ်။ အရင်လဲချောလာတယ်ပေါ့တော့အဲ့လိုမျိုးပြောတဲ့ပုံမှာစိတ်လက်ချမ်းသာရတယ်ပေါ့တော့အဲ့လိုမျိုးอืมဒီလိုချက်လက်တွေဘယ်လောက်ထိလိုရလဲဆိုတော့ညီမအထင်ဆိုလို့ရှင်တော့ပေါ့နော်ဘာပဲဖြစ်ဖြစ်အိမ်တော်တစ်ခုမှာပေါ့နော်ဒီလိုအချက်တရားလဲအများကြီးလိုအပ်တယ်ဟောပေါ့နော်တစ်ဖက်အမျိုးသားဆိုလို့ရှိရင်အခုလိုဆိုလို့အခုလိုအခြေအနေမျိုးမှာဆိုဖောက်ပြန်မှုရအရင်များကြရတယ်နော်အမျိုးသမီးတွေဆိုလို့ရှိရင်လည်းဒီအမျိုးသားမဖောက်ပြန်မှုဆိုတော့ဘယ်လိုပဲကိုယ့်ရဲ့အလှတွေလို့ အကိုပေါ့နော်ငါလာတာပဲငါရေချင်းရှိတာဒီလိုမျိုးနဲ့လဲဆွဲဆောင်လို့မရလို့ညီမတို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့တစ်ဖက်အမျိုးသားကိုယ်တိုင်လည်းအကိုပေါ်မှာသူတကယ်ချစ်ချင်းမြတ်တာရှိလာလို့ရှင်နောက်ထက်တတိယလူဆိုမပေါ်လာနိုင်ဘူးညီမအထင်ပေါ့နော်တတိယလူဆိုမပေါ်လာနိုင်ဘူးအဲ့ဒီခါကျတော့ကိုကိုယ်တိုင်နဲ့သူ့ပေါ်မှာဟိုတကယ်ဟိုရိုးသားသောမြတ်တာတွေသူ့ကိုပေးတတ်ရမယ် သူကိုယ်တိုင်ကလည်းကိုယ့်ပေါ်မှာတကယ်ကိုရိုးရိုးသားသားနဲ့ပေါ့နော်သူအပြင်သွားနေကိုစိတ်ပူနေရတဲ့ဘဝမျိုးမလိုချင်ကြောင်ဘယ်အမျိုးသမီးမှမလိုချင်ကြောင်ကို့မျိုးသားပြင်ထွက်သွားတယ်မျောနေရတဲ့ဘဝတွေဒီလိုမျိုးဒုက္ခတွေအမျိုးသမီးတိုင်းကြုံတွေ့ရမှာညီမဆိုတော့လို့ဒုက္ခလည်းမလိုချင်ပါဘူးအဲ့ဒီတော့ကြောင်သူ့ပူလဲပေါ့အရင်ကြီးလဲလူတယောက်ချက်ကန်လို့လည်းမရပြောင်းလीမရတဲ့ခါကျတော့ညီမတို့စီ ာလူတို့ပူရှော်သဘောလေးနဲ့ပေါ့နော်သူ့ကိုနားလည်မှုလေးတွေပေးမယ်အကိုကိုတိုင်းကလည်းဟောပေါ့နော်သူပေါ့နော်ခြေလန်းနေပြက်နေလားအဲသူဘာတွေလုပ်နေလဲဒါမျိုးလေးလည်းညီမတို့အမျိုးသမီးတယောက်နေလဲအများရန်ပေါ့နော်ဒါလေးတော့နည်းနည်းတော့ကြည့်ရပဲငါမျိုးသားငါစိတ်ချရပဲငါလွတ်ထားလိုက်မယ်ဆိုတော့ဒီခေတ်ကြီးမှာလုံးလုံးမပြောင်းလဲညီမတို့ထင်ပါတယ်အဲ့တော့ကြာညီမဆိုရင်အမျိုးသားတော့ရယ်ဘာလို့လဲဆိုတော့ရိုးသားတဲ့သူပြောင်းတော့မရိုးသားလူတော့ရမ်းသိတာစီပါအဲ့ဒါအမျိုးသမီးရတော်တော်များများသိမယ်လို့ညီမထင်တယ်ကို့အမျိုးသားကို့ပေါ်မှာချစ်နေလားမြစ်တာရော့လာလား သူတခြားတယောက်ကိုตายရလဲအဲ့ဒါတွေကရမ်းသိရလို့ညီမတို့ထင်တယ်ညီမဆိုတော့သိနေရပါဘူးအဲ့လိုမျိုးကိုဘယ်လိုပြောမလဲသင်စရာမလိုဘူးအဲ့ဒီပညာတော်တော်များများသိကြတယ်ပေါ့နော်ကို့ပေါ်မှာတကယ်ကို့ကိုလိုအပ်နေတဲ့သူတွေဆိုလို့ရှိရင်ကို့ရဲ့မျက်နှာအညှိုးမခံအောင်လေကို့စိတ်ဆင်းရဲနေလားပြန်လှည့်ကြည့်ကြပါဘောနော်တကယ်ကို့မလိုအပ်တဲ့လူဆိုကို့စိတ်ဆင်းရဲခြင်းနေသူ့ကြောင့်နဲ့ကိုပူပန်မှုတွေသူကဂိမ်းမဆိုင်ကြတော့လို့ညီမတို့အဲ့လိုမျိုးလေးဟိုဘယ်လိုပြောခံယူထားတယ်ပေါ့နော်အဲ့လိုမျိုးလေးညီမအမြင်နဲ့ဆိုလို့ရှိရင် ဒီလူတယောက်ကပေါ့နော်သူဒီလိုမျိုးဒီကလေးဖောက်ပြန်နေဖောက်ပြန်နေဆိုလို့ရှိရင်သူဖောက်ပြန်နေပုံမှာမူတည်ပြီးတော့ကိုယ့်ရဲ့ဆုံးမြတ်ချက်ပေါ့နော်တချို့တွေရရှိကြတယ်ဟာဒီလိုကမကောင်းဘူးဖောက်ပြန်သွားပြီပေါ့ဒါဆိုလို့ရှိရင်ငါမပေါင်းတော့ဘူးငါပေါင်းစရာမလိုတော့ဘူးဒါပေမဲ့ဒီလူရဲ့စိတ်ပေါ့နော်ကိုယ်နဲ့ပတ်သက်ထားတဲ့သူရဲ့စိတ်သူဒီကိုယ့်ပုံမှာဘယ်လောက်ထိမြင့်တာရှိသေးလဲသူကတော့တကယ်ပြောင်းလဲမှာလားကိုတိတော့လို့သူတကယ်ရောပြောင်းလဲမှာလားသူပြောင်းလဲဘူးနည်းပုံမှာမူတည်ပြီးတော့ကိုယ့်ရဲ့ဆုံးမြတ်ချက်တွေကလည်းအဲသူလက်လွတ်တင်လားဒါမှမဟုတ်လို့ရှိရင်ဆက်ပြီးတော့ ကလေးရှိရသူတွေဆိုရင်ပုံပြီးစဉ်းစားမယ်လို့ညီမဆိုထင်တယ်ပေါ့နော်ညီမထင်တယ်ဆိုလို့ရှိရင်တော့ဒီလူတယောက်ကငါ့ဘော်မှာချက်ချင်းမြစ်တာဟန်တော့ပါစံမဟုတ်တော့ဆိုတော့ तू ငါ့ဘော်မှာဘလောက်မြစ်တာကြံသေးလဲ तू ရောတကယ်ပြောင်းလဲနိုင်မှာလားအဲ့ဒီဘော်မှာမူတည်ရညီမဆိုလို့ရှိရင်ဆုံးဖြတ်ချက်ချမှာပေါ့နော်အကွာရှင်းတာအရင်ပြန်တယ်လေကွာရှင်းတယ်ဆိုတာပြီးသွားတာပဲဒါမှမဟုတ်ဒီကွာရှင်းတဲ့ဘော်မှာဟိုပေါ့နော်ကုတ်ကလေးတွေစိတ်ထန်ရဒါကိုလည်းကွာထက်ထွက်ရမယ် ကို့အမျိုးသားရောသူဘယ်လောက်ဒီပြောင်းလဲအမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်သူတို့စိတ်တည်တင်းကပြောရှင်မှုပေါ်မှာလိုက်သွားပြီလိုက်သွားပြီမြဲသူတို့ဘယ်လိုမျိုးသူတို့အိမ်တော်သူဘယ်လိုမျိုးပြန်ပြီးတော့ပေါ့နော်သူဘယ်လိုပြန်ပြီးကင်တွင်မလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ညီမဆိုတော့ဆုံးဖြတ်ချက်ချမှာပါအချိန်ကြီးမှားခင်ရောခွလို့အာဒါဆိုလို့ရှင်တော့ခွမလို့တင်ညီမဆိုတော့ခွမလို့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တကြိမ်မှားတာကြတော့ဩဒါကတစ်ဖက်ကြောက်လားဒါမှမဟုတ်သူကိုယ်တိုင်မြတ်တရားသွားတာလားပေါ့နော် အဲ့လိုမျိုးလေးပေါ့နော်အဲ့ဒါလေးကိုစဉ်းစားမယ်တကယ်လို့အဲ့လိုမျိုးမှမဟုတ်ဘူးကွာဟာအချိန်ချင်းပေါ့နော်တစ်ချိန်ပြီးသွားပြီခွန့်လွတ်မယ်အာနောက်တစ်ချိန်ထပ်ပြပြန်ပြီးခွန့်လွတ်မယ်ဆိုလို့ရှိရင်အဲ့ဒါဆိုတော့ညီမစိတ်လေးခွန့်လွတ်တဲ့သူကပဲအရန်မှားနေပြီညီမတော့ထင်တယ်ခွန့်မလို့သိတော့လို့ညီမထင်တယ်လေဘာဖြစ်လို့လဲဆိုတော့ဒါ तू က तू ကဗီဇာလို့ဖြစ်သွားပြီလေဗီဇာလို့ဖြစ်သွားပြီဆိုတော့ဒီလိုလူတယောက်ကိုခွန့်လွတ်မယ်ဆိုရင် तू ပေးတဲ့စိတ်စင်းရဲမှုတွေ तू ပေးတဲ့စိတ်ခံစားချက်ကိုခံနိုင်ရှိပြီလားဒီလူတယောက်ကိုဆက်ပြီးတော့ခွန့်လွတ်နိုင်သေးလား ဒီခံစားချက်တွေကိုတတလုံးသွားမှာလားဒါလို့အရင်စဉ်းစားတင်တယ်ဒီသူပေးတဲ့စိတ်ခံစားချက်ကိုမခံစားနိုင်လို့ဆိုလို့ရှိရင်တော့ကို့အတွက်လမ်းတစ်ခုကိုဒီလူတယောက်ရဲ့ပေါ့နော်သူ့ပေါ်မှာမိခိုးပြီးတော့ကိုနေနေရတယ်ဆိုလို့ရှိရင်ကိုကိုယ်တိုင်ခွန်အားရှိစေမယ့်အရာတစ်ခုကိုကိုယ်တိုင်ဝင်ငွေတစ်ခုရှိစေမယ့်အရာတစ်ခုကိုအေးဆေးစွာနဲ့လှုပ်လှုပ်ပြီးသွားတော့မှဒီလူတယောက်ကိုဘဝရဲရနေအေးအေးလေးထွက်သွားနိုင်အောင်ကိုကိုယ်တိုင်လည်းခံနိုင်ရှိအောင်စူးစမ်းပါလို့ညီမတို့အဲ့လိုလေးအကြံပေးချင်ပါတယ်လူတိုင်းလူတိုင်းမှာပေါ့နော် ဟိုအိမ်တော်တစ်ခုကိုပြုတ်သွားပြီဆိုလို့ရှင်အကောင်းဆုံးပဲလူချင်းကြတာကိုယ့်ရဲ့အဖေအမေတို့တော်မှပေါ့နော် ဟိုဘယ်လိုပြောမလဲဆိုတော့ထားခဲ့ပြီးတော့သူတို့နောက်ကိုလိုက်လာတယ်အိမ်နောက်တစ်ခုပြုတ်တဲ့အချိန်မှာဘယ်လိုပဲဖြစ်ဖြစ်အမျိုးသမီးဘက်ကပဲဖြစ်ဖြစ်အမျိုးသားဘက်ကပဲဖြစ်နှစ်ဦးနှစ်ဖက်စလုံးပါဘောနော်ချက်ချင်းမြတ်တာလည်းရှိရမယ်နားလည်မှုတွေလည်းရှိရမှာပေါ့နော်ဟိုတယောက်ကိုတယောက်လည်းအားပေးမှုတွေရှိမှာဆိုလို့ရှိရင်ဒီလန်းခီကအရန်ကိုအဆင်ပြေမှာပါတကယ်လို့အဲ့လိုမျိုးမှမဟုတ်ဘူးပေါ့နော်ကိုရွေးချယ်တဲ့လန်းမှားသွားတယ်ဆိုလို့ရှိရင်လည်းငါလမ်းမှန်ဘယ်လိုမျိုးပြန်ပြီးရှောင်မလဲပေါ့နော်အဲ့လိုမျိုးလေးပေါ့နော်ကိုကိုကိုပဲခွန်အားဆိုရလဲလေသူများပေးရတဲ့ကိုကိုတိုင်းကလာတဲ့ခွန်အားပေါ့နော်ကိုရှင်နဲ့လာတဲ့ခွန်အားနဲ့ပဲသွားတာပို့ပြီးတော့ အဆင်ပြေမယ်လို့ညီမတို့ထင်ပါတယ်။ဒါဖြစ်လို့လဲဆိုတော့လေလူတယောက်ရဲ့ပျော်ရွှင်မှုတွေလူတယောက်ရဲ့ဝမ်းနည်းမှုတွေလို့ဆိုတာလေကိုကိုတန်းမှဖန်နှီးနိုင်တာသူများကပေးမဲ့စိတ်ချမ်းသာမှုတွေငါသက်ရှင်မယ်ဆိုတဲ့စိတ်တွေမမွေးပါနဲ့လို့ညီမအဲ့ဒါလေးတခုပြောချင်ပါတယ်။ကိုကုတ်ရိုင်းမလဲပေါ့နော်အိမ်နောက်တခုကြာသွားပြီဆိုပြီးတော့ဟိုအမျိုးသားပုံမှန်ပြီးအမျိုးသမီးပါပုံမှန်ပဲဖြစ်ပေါ့နော်တရားရာခိုင်နှုန်းပြီခိုလိုက်တာမျိုးညီမတို့မဖြစ်စေချင်ပါဘူးကိုနိုင်တဲ့ဝင်ပေါ့နော်ငါဘာလို့လေးလုံနိုင်လဲအိမ်မာနေနေပဲငါဘာလေးကိုလုတ်တက်လဲငါလုတ်တက်တဲ့ຢာတခုငါလုတ်မယ် ငါတို့ဝင်ဝင်တစ်ခုရှိမယ်အဲ့အတွက်ကြောင့်ညီမဆိုလို့ရှိမုံနော်အမျိုးသားနဲ့အိမ်တော်ပြုတ်လာတယ်ညီမဒီညီမနိုင်တဲ့အလုပ်ကိုညီမလုပ်တယ်ညီမစီးပွားရေးညီမလုပ်တယ်ညီမကိုယ်တိုင်လည်းဟိုကလောနဲ့အကြောင်းပြရခါကျညီမရှိနေလေဘောပေါ်တော့အခုတာညီမနားလိုက်တာလေအရင်တော့ညီမလုတ်ခဲ့တယ်ပေါ့နော်ကိုနိုင်နဲ့ဝင်ညီမဆိုရှိနေအလုပ်လုပ်တော့ဆိုညီမချိန်မဆင်းတာညီမတမီလေးမွေးတာ6လပဲရှိသေးတယ်ဒီ6လတမီလို့ထားပြီးတော့ညီမဒီလိုမျိုးပေါ့နော်ထွက်ပြီးတော့လုတ်ခဲ့တယ်အဲ့လိုမျိုးပဲနော်ဘာဖြစ်လို့ကိုကအမျိုးသမီးတယောက်နေနဲ့အမျိုးသားတယောက်ပေါ်မှာပဲညီမတို့ဒီအာမကိုငါလည်းလုံနိုင်တယ် ဘောဆိုကိုကိုပိုင်ငွေငွေရှိတဲ့ခါကျတော့ညီမစိတ်ကတော့ကိုကိုပိုင်ငွေငွေရှိတဲ့ခါကျတော့ကိုကိုတိုင်းကကိုကိုယုံကြည်မှုအပြည့်ရှိနေရအဲ့လိုမျိုးလေးပေါ့နော်အဲ့ဒီအတွက်ကြောင့်အမျိုးသမီးတွေလည်းအိမ်အောင်ပြုပြီးသွားတဲ့အချိန်မှာဟိုအမျိုးသားတွေပဲပေါ့နော်အရင်မိမိကိုပဲနော်ကိုလည်းကိုနိုင်တဲ့တောင်းလို့ကအဲ့လိုမျိုးခါကျတော့ကိုကိုတိုင်းယုံကြည်မှုရှိသူကိုပေါ်မှာထားတဲ့အမျိုးသားကလည်းဟာငါအမျိုးသမီးကအရင်တမိုးရှိတယ်ဟာသူလည်းသူ့ဘာသူသူ့လောက်ကိုသူလောက်တယ်ကိုပိုင်ငွေငွေတခုသူလောက်နိုင်တယ်ပေါ့နော်အဲ့ဒီခါကျတော့ကိုပေါ်မှာပေါ့နော်အထင်သေးတာတွေ အဲဘယ်လိုပြောမလဲဆိုတော့ကိုကိုချိုးနေပြီးဆက်ဆံသွားတယ်ဒါမျိုးတွေမရှိတော့ဘူးလို့ညီမတော့ထင်ပါတယ်အဲအကြောင်းပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်အိမ်အောင်ပြုတ်ပြီးသွားပြီဆိုလဲကိုကိုကိုပေါ့နော်ကိုအပြိုဘွားမှာဆိုဘယ်လိုကိုကိုရဲရင်လဲဘယ်လိုကိုကတွက်လက်လဲပေါ့နော်အဲ့လိုအရာလေးတွေလုံးဝမပြောက်ွယ်သွားပါစေနဲ့အမြဲတမ်းကိုကိုကိုတက်ချောင်းမှုတွေနော်ကိုလုံနိုင်တာလေးတွေကိုချပြပါလို့အဲ့လိုညီမဒီနေရာနေပြောချင်ပါတယ်ညီမမအမားကြီးပြောမိရတဲ့ညီမအမားကြီးပါလို့ရှိရင်နားလဲပေးပါလို့ အမျိုးသမီးတွေပေါ့နော်အိမ်နောက်ရှင်အမျိုးသမီးတွေကိုစားအောင်ညီမကဒီကနေပြီးတော့ပြောပြခြင်းဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်မေးပေးရအမရရောအရင်ကျေးဇူးတင်ပါတယ်မြန်မာစတာပစာ